အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘန်မှာ2025အောက်တိုဘာလ30ရက်နေ့ကြာလောက်လေးနေ့အတွက်ကမ္ဘာ့ရွှေရောင်းဝယ်လို့ကိုနီးပညာပိုင်းရရောသတင်းပိုင်းချက်လိုက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပထမအဆုံးအနေနဲ့ကမ္ဘာ့ရွှေကိုကျွန်တော်နီးပညာအရခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်နီးပညာအရကမ္ဘာ့ရွှေကိုခံမှန်းသုံးသပ်တဲ့အခါမှာကျွန်တော်ကအိတ်ဖိုးတိုင်းပရင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်အိတ်ဖိုးတိုင်းပရင်ဆိုတာပါလဲဆိုရင်ကျွန်တော်ပြောနေကြတဲ့အတိုင်းပဲဒီကန်နယ်တုံးတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်တိုင်းပရင်ဒီတကန်နယ်တုံးရဲ့ကြာချင်းတွေပေါ်မှာမူတည်ပြီးတော့တိုင်းပရင်ကကွဲသွားတာလေးရှိတယ် အချို့ဆိုလို့ရှိရင်အဲရွှမ်းနဲ့သုံးသက်ပြီးအယောင်းဝယ်လောက်ကြတာရှိတယ်အဲ M30 MPDD 15မိနစ် time frame 5မိနစ် time frame ဒါမျိုးတွေနဲ့သုံးသက်ပြီးအယောင်းဝယ်လောက်ကြတာရှိတယ်ဒါကိုကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့ကိုရဲ့ time frame ကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့အယောင်းဝယ်လောက်ကြတာရှိတယ်အထက်မှာကျွန်တော်အဲဘိုး time frame နဲ့ကျွန်တော်ခံမှန်းသုံးသက်ပြီးသွားမှာဖြစ်တယ်လက်ရှိကမ္ဘာ့ရွှေပေါင်စည်းဟာတအောင်စကိုကျွန်တော်တို့ဟို၄000နဲ့သုံး 4003ပေါက်နေတာဖြစ်တယ်4003ဆိုတဲ့ဈေးအနေထားကဈေးကဒါပြန်တက်နေတဲ့အနေထားတွေ့နေရတယ်ဝယ်လို့အားပြန်ရှိနေဝယ်လို့အားပြန်ဝင်ခဲ့တဲ့ဈေးပြန်တက်နေတဲ့အနေထားရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောရလဲဘာလို့ကြည့်ပြီးပြောရလဲဆိုလို့ရှိရင်အယုံရှင်းဆုံးကြည့်မယ်ဆိုရင်ပထမအုပ်ဆုံးကန်နေတုံးကိုကြည့်လိုက်ပါလက်ရှိကန်နေတုံးလက်ရှိကန်နေတုံးကဘူးကန်နေဖြစ်နေတာဖြစ်တယ်ဘူးဆိုတာပါလဲဆိုလို့ရင်ဈေးအသက်ကိုကိုစားပြုတဲ့ကန်နေတုံးလို့ပြောတယ်ဒါကဈေးဝယ်လို့အားတွေများနေတာဝယ်လို့အားတွေပြန်ဝင်ခဲ့တယ်လို့ကျွန်တော်တို့ယူဆလို့ရတဲ့ကန်နေတုံးဖြစ်တယ်ဒါလို့ကြည့်လို့ရတယ်ပြီးတော့ပြတဲ့ကန်နေတုံးကလည်းဒီမှာဘူးတွေပဲဖြစ်တယ်နှစ်တုံးဆက်တိုက် က်သုံးလုံးဆက်တိုက်ဘူးပဲဖြစ်နေတာဖြစ်တဲ့အတွက်ဒါဈေးကွက်ထဲမှာဝယ်လို့အားရပြန်ဝင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။မနက်စောပိုင်းကဒါက US နိုင် US ဘူဘူဘန်ဒုံဒုံတရင်ထွက်ပြီးတဲ့ဈေးကွက်ရဲ့အခြေအနေဟာကမ္ဘာရွှေဈေးကမင်းညတုန်းကကမ္ဘာရွှေဈေးကဒါဘူဘန်ဒုံဒုံကကျတော့ဒါ0.25%သူကညော့ချကလိုက်တယ်။အရင်မူလအသုံးလုံးက4.25%ပေါ့။ကျွန်တော်တို့ဒါ0.25%ညော့ချလိုက်တဲ့အချိန်ကျမှအဲ US ရဲ့ဘန်ဘူဘန်ဒုံဒုံကဒါ4 ပါဆန်ပဲရှိတယ်။ပြောလိုက်တဲ့အချိန်ကျတော့ကမ္ဘာ့ရွှေဈေးကဈေးအတက်အားကောင်းတော့အတက်အားမရှိဘဲနဲ့ကျွန်တော်တို့ဒါ2022လောက်ဝင်းချင်လောက်ထိပဲဈေးဆက်တက်ခဲ့ပြီးတော့မင်းညာကတက်ပြီးတော့အောက်ကိုဆွဲချခလိုက်တယ်။ကျွန်တော်တို့ဒီနေ့မနေ့ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့ဒီကိုဈေးကအကြအကြနဲ့ပဲကျွန်တော်တို့ဈေးကဆွဲချခဲ့တဲ့အနေအထားကိုကျွန်တော်တို့တွေ့နေရတယ်။ဒါဟာ ပိုးပန်တို့နှုံးသတင်းထွက်ပြီးတဲ့ဈေးခွဲရဲ့အခြေအနေပါဘာလို့ဆိုတော့ရောင်းလို့အားဒီများပြီးတော့ဝယ်လို့အားတိတ်မရှိဘဲနဲ့ဈေးကျနေတဲ့အနေအထားကိုကျွန်တော်တို့တွေ့နေရဖြစ်တယ်လက်ရှိတန်ယူရိုဂျင်အာဒီယူရိုဂျင်ဝင်နေတဲ့ဝင်တဲ့အချိန်ဒီမှာကမ္ဘာရွှေဈေးကနည်းနည်းတော့ပြန်ကန်တက်နေတဲ့အနေအထားဖြစ်တယ်ဒါကယူအချိန်တော့ဝင်တော့မယ်ယူအချိန်ဝင်တော့တဲ့အချိန်မှာကဒါကမ္ဘာရွှေဈေးကနည်းနည်းလေးဈေးအသက်ကိုကျွန်တော်တို့ဝယ်လို့အားတွေကိုပြန်ပြီးတော့မြင်နေရတဲ့အနေအထားကိုတော့တွေ့ရတယ်ဟုတ်ပြီဒါလေးကိုပြောပြပြီးဆိုလို့ရှိရင်နောက်ထပ်တနည်းအနေနဲ့ဝယ်လို့အားရောင်းလို့အားဘယ်လိုကြည့်လို့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ယူအဘိုဘန်တို့နှုံးထွက်ပြီးတဲ့မနက် ပိုင်းဈေးစောပိုင်းစောက်ဖွင့်ခဲ့တဲ့ဈေးဟာတအောင်စောက်3933နဲ့ဈေးစောက်ဖွင့်လိုက်တယ်3933နဲ့ဈေးစောက်ဖွင့်ခဲ့ပြီးတော့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ4011အထိဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3915အထိဈေးကျခဲ့ပြီးပါပြီဒါကိုကြည့်ချင်းအဖြစ်ဆိုရင်ဈေးကွက်ကတော့တော်တော်လေးလှုပ်ခတ်ထားတဲ့အနေအထားကိုတွေ့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင်3933မှာဈေးရစောက်ဖွင့် sorry 3933မှာဈေးရစောက်ဖွင့်လိုက်တယ်စောက်ဖွင့်ပြီးတော့ကျွန်တော်တို့မနက်ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့အနေအထားနဲ့ယူရိုချိန်တွေမှာဈေးရဆက်တိုက်ကျနေတာဖြစ်တယ်3915တောက်အထိကိုဈေးရကျသွားတာ ဖြစ်တယ်3915လောက်ထိဈေးကျပြီးတော့3915ကိုဖောက်ချနိုင်ရင်မရှိဘဲနဲ့လက်ရှိရဲ့ဒီမှာ အရွက်ချိန်ဝင်ကန်ဒီမှာကျွန်တော်တို့ဈေးကပြန်ကန်တက်နေတဲ့အနေအထားကိုကျွန်တော်တို့တွေ့လို့ရတယ်။အာရှနဲ့ယူရိုယူရိုချိန်ဒီမှာတော့ဈေးကကျနေတဲ့အနေအထားကိုတွေ့ရတယ်။အခုရွက်ချိန်ဝင်ကန်ဒီမှာတော့ဈေးကပြန်ပြီးတော့အသက်အားကောင်းကောင်းနဲ့ပြန်ပြီးတော့တက်နေတာကိုတွေ့နေရတယ်။ဟုတ်ပြီဆက်လက်ပြီးတက်သွားမလား။ပြန်ပြီးတော့ဘယ်တော့မှအကြောက်ကိုအသက်ကိုထောက်ပြီးတော့ပြန်ချမလဲဆိုတော့အသက်ချက်တော့ဆက်လက်ပြီးစောင့်ကြည့်သွားပါကျွန်တော်တို့ဒီမှာဆက်လက်ပြီးပြောပေးသွားမှာဖြစ်တယ်။ဟုတ်ပြီဒါအချင်းချင်းကလည်းဝယ်လို့အားများနေလားရောင်းလို့အားများနေလားဆိုတော့ချိန်ဆပြီးတော့ကြည့်လို့ရမှာဖြစ်တယ်။ဟုတ်ကဲ့ပါခင်ဗျာ။အကယ်လို့ဒါမရှင်းလာရင်ဖြစ်စေကျွန်တော်ပြောတာတွေကမြန်နေတာပဲဖြစ်စေကျွန်တော်ကို ဒါ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ပြီအဲကျွန်တော်တို့ဒီရက်တရက်တာရဲ့အလက်ရှိရဲ့ဈေးကွက်အနေအထားကိုကျွန်တော်ပြောပြပြီးဆိုလို့ရှိရင်ဒီနေ့တရက်တာကြာတာပရင်းနေနေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲသတိထားရမယ့်ဈေးရန်တွေကိုဆက်လက်ပြီးပြောပြသွားအောင်မှာဖြစ်ပါတယ်အကယ်လို့ဒါမိတ်ဆွေရကြတော့ဒီအဲ Twitter account ဖွင့်နေတာပဲဖြစ်စေ VIP Skinner Channel တွေ join နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ Twitter account ဖွင့်နေတဲ့အခါမှာလည်းမိတ်ဆွေရကြတော့ဒေါ်လာတရားစပြီးတော့ Twitter account ဖွင့်နေတာတွေပဲဖြစ်စေ ဒေါ်လာထွေထွေကောင်းဖွင့်တဲ့အခါမှာလည်း credit bonus ရှိပါတယ် commission free ပါ swap free ပါငွေထုတ်ငွေသွင်းလည်းတိကျမှန်ကန်ပါတယ်ကိုထုတ်တဲ့ငွေအမောင်းကိုတတိကျကျနဲ့မမှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်ကျွန်တော်တို့ဘက်ကစားပစ် ပေးနေတာဖြစ်ပါတယ်ဒီလိုမျိုးစားပစ်တွေရကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာ credit account ဖွင့်လို့ရပါတယ်ခင်ဗျဟုတ်ပြီနောက်ထပ်တစ်ခုကကျတော့ဒါ credit account ကတော့ဖွင့်ထားပြီးပြီ အေးကျွန်တော်ရဲ့အကြံပေးစာပြစ်တွေလိုချင်တဲ့ VPNB signal တွေနဲ့အတူဈေးကွက်နဲ့အတူတပင်းကြီးထွက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ VPNB signal channel ကိုဒါ join ထားပြီးပို့တော့လိုအပ်တယ်ဒီရဲ့အသေးစိတ်တွေကိုတော့ Telegram နဲ့ Viber မှာလာရောက်ဆက်တဲ့ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ပြီဒါပြောပြီးပြီဆိုရင်စာပြစ်လေးအကြောင်းကိုပြောပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ Java Brain နဲ့အတွက်သတိထားရမယ့်ဈေးတန်းတွေကိုပြောပြသွားမှာဖြစ်တယ် Java Brain အနေနဲ့လက်ရှိအနေထားလက်ရှိအနေထားဈေးစက်တပ်ဖို့စောင့်ကြရမယ့်ဈေးတန်းကိုအရင်ပြောပေးမယ်ဈေးစက်တပ်ဖို့စောင့်ကြရမယ့်ဈေးတန်းကလက်ရှိအချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ၄000နဲ့၁၁ဈေးတန်းပဲဖြစ်တယ် းတောင်စက်တစ်ဈေးတောင်ကိုဖောက်တက်မလားဖောက်ကြမလားဆိုတော့တစ်ချက်စောင့်ကြည့်ရမယ်။ဘာကြောင့်လဲဆိုရင်လက်ရှိရဲ့ဈေးတန်းအနေထား trend ကိုထောက်နေတာဖြစ်တယ်။ဒီမှာ trend ထောက်နေတာဖြစ်တယ်။ဒီ trend ကိုပဲအပေါ်ကိုပဲဖောက်တက်သွားနိုင်မလား။တကယ်လို့ဒီ trend ကိုမဖောက်နိုင်မလဲပြန်ပြီးတော့အောက်ကိုပဲဈေးဆွဲချသွားမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။ဒီ trend ကိုဖောက်တဲ့တော့လိုက်ပြီးတော့ဝဲပါဒါက trend ထောက်နေတာဖြစ်တဲ့အတွက် expo trend ထောက်ထောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ ထရန်ချိုးသွားပြီဆိုရင်တော့လိုက်ပြီးတော့ဝယ်ပါအသက်အားကောင်းနိုင်ပါတယ်တကယ်လို့ထရန်မချိုးဘူးဆိုရင်တော့အကြပြန်အားကောင်းနိုင်ပါတယ်ဒါလေးကိုတစ်ချက်သတိထားပါကျွန်တော်များပြထားတဲ့အတိုင်းလေးပေါ့4017 4015ဝင်းကျင်ကိုတာဖောက်တက်နိုင်ခဲ့ပြီဒီထရန်အနေထား15ကိုဖောက်တက်နိုင်ခဲ့ပြီဆိုတော့လိုက်ပြီးတော့ဝယ်ပါဈေးအသက်အားကောင်းနိုင်ပါတယ်ဘယ်လောက်ထိအသက်လာနိုင်မလဲဆိုရင်တော့4025 4000နဲ့ 35လောက်ထိကိုဈေးကအသက်အားကောင်းနိုင်ပါတယ်ခင်ဗျာဒါက4017 4015ဝန်းကျင်ကို4015ဝန်းကျင်ကိုဖောက်တက်နိုင်ခဲ့ပြီဆိုရင်4015 4035 4035ဝန်းကျင်ကိုဈေးအသက်လာနိုင်မှာဖြစ်ပါတယ်ဒါကသတိထားရမယ့်ဈေးတန်းဖြစ်ပါတယ်ဒီနေ့ကြာတာဗရင်းနေနေသတိထားရမယ့်ဈေးတန်းဖြစ်ပါတယ် နောက်ထပ်အနေနဲ့ဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းကတတိထားမယ့်ဈေးတန်းကဘယ်ဈေးတန်းဖြစ်မလဲလက်ရှိချိန်ထိအနိုင်ဆုံးကျခဲ့ပြီးတဲ့ဈေးတန်းဟာ3915ဈေးတန်းပဲဖြစ်တယ်3915ဆိုတာစပူဈေးတန်းမှာဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းမှာ3915ကိုတော့ဖောက်ကျနိုင်ခဲ့ပြီဆိုရင်တော့ဈေးကအကျအားကောင်းနိုင်မှာဖြစ်ပါတယ်3900ဈေးတန်းတွေအပြင်နောက်ထပ်အနေနဲ့အဲဒီပြန်ပြောင်းသွားမယ့်3800 80လောက်ထိကိုဈေးကအကျပြောင်းပြင်ရနိုင်မှာဖြစ်တယ်ဒီကောင်ဈေးတန်းကိုကျိုးသွားခဲ့ပြီဆိုရင်တော့3915ဆက် sorry 15ကိုဖောက်ကျနိုင်ခဲ့ပြီဆိုလို့ရှိရင်တော့3900 3880လောက်ထိကိုဈေးတန်းတွေပြောင်းပြင်ရနိုင်မှာဖြစ်တယ်အကျဒါလေးကိုတော့တိထားဖို့တော့လိုအပ်တယ်တရက်သားရဲ့ဂျာတာပရင်းနေနဲ့တရက်သားရဲ့သတိထားရမယ့်ဈေးတန်းတွေကိုတိထားတဲ့အကျိုးကျေးဇူးကဘာတွေရှိမလဲဆိုတာမိတ်ဆွေရရှုံရှုံမှုရခိုင်လုံးနဲတယ် ဒါကရှုံးမရှုံးလင်းတာကိုမရှုံးရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဈေးတန်းကိုတစ်ခုကိုဖောက်တက်သွားပြီဆိုတော့ဒါဘယ်လောက်ထိတက်တော့မလဲ။ဒီဈေးတန်းကိုဖောက်ကြတိုင်းဘယ်လောက်ထိကျတော့မလဲဆိုကိုကသိထားတာဖြစ်တဲ့အတွက်ဒါကကျူတင်ကောက်ွယ်လို့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။၄၀၁၅ဈေးတန်းကိုတော့ဖောက်မတက်နိုင်ဘူးဆိုရင်တော့လိုက်ပြီးတော့ရောင်းပါ။ဘာဖြစ်လို့ဆိုအဝယ်တွေကိုဆက်မဝင်ပါနဲ့အောင်။ ၄၃၅ဟိုဒါဖောက်မတက်နိုင်လို့ဆိုတော့ဈေးအကျအားကောင်းကောင်းနဲ့ပြန်ကျလာနိုင်ဦးမှာဖြစ်တယ်။လက်ရှိရဲ့ဈေးကွက်အနေထားဝယ်လို့အားအရန်အလုံးအခဲကြီးမရှိသေးပါဘူး။ဈေးကဝယ်လို့ဒီလာရမှာကတော့ဈေးကျလာရမှာပဲရှိပါသေးတယ်။ဒါလေးကိုတော့တစ်ချက်သတိထားပါမိတ်ဆွေတွေ trade အနေနဲ့ buy order တွေစက်တိုက်ဝင်ချင်နေတဲ့မိတ်ဆွေတွေအဲ့ဒါသတိထားပါ၄၃၅ဝင်းကျင်ကိုဖောက်တက်မှတာလိုက်ဝယ်ပါမဖောက်တက်နိုင်ဘူးဆိုရင်တော့အယောင်းကိုဦးစားပေးပါခင်ဗျာ။ဟုတ်ပြီအကဲလို့ဒါမရှင်းတာတွေရှိရင်ကျွန်တော်တို့ ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်တဲ့ဆွေးနွေးနိုင်ပါတယ်ခင်ဗျာသတိထားမဲ့ဈေးတန်းတွေကိုကျွန်တော်ပြောပြပြီးဆိုတော့ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်လဲတွေကိုတခါတည်းပြောပြသွားမှာဖြစ်တယ်ဘယ်မှာဝယ်သင့်လဲဆိုလို့ရှိရင်လက်ရှိအရဆိုလို့ရှိရင် Buy အနေနဲ့အရင်ကျွန်တော်ပြောပြမယ်ဖြစ်တယ် Buy လက်ရှိမှာဘိုင်းထက်တလားကျွန်တော်လက်ရှိရဲ့ဈေးတန်း၄တောင်သုံးဝင်းချင်မှာတော့အပိုင်တော့မကြိုက်သေးဘူးဘာကြောင့်လဲဆိုတော့ trend ကထောက်နေတယ် trend ထောက်နေတဲ့အတွက်ကိုဘိုင်းတော့မကြိုက်သေးဘူးအကယ်လို့ဝယ်ခြင်းလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ3900 3900ကျွန်တော်တို့ဒီ80 3950လေးလောက်မှာ ကျွန်တော်တို့3950လေးလောက်မှာဝယ်ပါတီဗီအမြတ်ပိုင်းစေးတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုလို့ရှိရင်တော့3980 3990ဒီမှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုဒါမိတ်ဆွေကကိုရှုံးရှုံးကနေနဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ဖားပါဘယ်မှာထားတဲ့နယ်လဲဆိုတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်တော့3900အာဒီရဲ့60အောက်မှာ SN ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကဘိုင်းအော်ဒါအတွက်ကျွန်တော်ပြောပြသွားတာဖြစ်တယ်အကယ်လို့ဒါ4015 4015ကို ဖောက်တဲ့တော့လိုက်ပြီးတော့ဝယ်ပါဒီဘိုင်းအော်ဒါတွေကိုမစောက်ပါနဲ့တော့ကျွန်တော်ပြောထားတဲ့ဘိုင်းကိုမစောက်ပါနဲ့တော့4015ကိုဖောက်တဲ့ရင်လည်းလိုက်ပြီးတော့ဝယ် ဲပါဘာကြောင့်လဲဆိုဈေးကဆက်တက်နိုင်တယ်အတအားကောင်းနိုင်တာဖြစ်တဲ့ trendjo သွားတာဖြစ်တဲ့အတွက်ဈေးကဆက်တက်နိုင်တာဖြစ်တဲ့4.65ဆိုဖောက်တက်ပြီဆိုလိုက်ဝဲပါဒီဈေးတန်းနေအထိမဆောက်ပါနဲ့ခင်ဗျာဟုတ်ပြီအယောင်အတွက်ပြောပြသွားမှာဖြစ်တဲ့အယောင်ဆဲ order အတွက်ကတော့ဘယ်မှာရောင်းတဲ့နဲ့လဲဒီဈေးတန်းကိုဖောက်မကြနိုင်တော့ရောင်းပါကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့ဒီ4000နဲ့4000နဲ့8 နားလေးမှာအယောင်ကြိုက်တယ်တကယ်လို့ဒီ6000မှာအယောင်နေမကြိုက်ဘူးဆိုရင်တော့အယောင်ကိုစောင်းဒီအယောင်မဝင်သေးဘဲနဲ့ခဏလေးစောင်းကြည့်တဲ့နဲ့6500ကိုဖောက်တက်နိုင်မလားဖောက်မကျနိုင်မလားဆိုတဲ့ဟာတစ်ချက်လေးစောင်းကြည့်လိုက်ပါစောင်းကြည့်လို့ဖောက်မတက်နိုင်ဘူးဆိုလို့ရှိရင်တော့အယောင်ဝင်ခဲ့ပါဒီ6500ဝင်ကျင်လောက်မှာအယောင်ဝင်ပါဒီ6000မှာမဝင်ကျင်ဘူးဆိုလို့ရှိရင်ဟုတ်ပြီဒီပြီးအမျက်ပိုင်းစည်းတန်းကတော့ဘယ်မှာပိုင်းရမလဲဆိုတော့6000မှာအမျက်ပိုင်းမှာ အဆန်အရှုံးပိုင်းစည်းတန်းကတော့ဒါမိတ်ဆွေကကိုရှုံးရှုံးခံနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နည်းလဲတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နည်းလဲဆိုရင်တော့၄000နဲ့15အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေပါတယ်ဒါကဆဲအော်ဒါအတွက် TV နဲ့အဆန်ကိုပြောပြသွားတာဖြစ်တယ်ဒါကကျွန်တော်ရဲ့တူတော်အမြင်သုံးသပ်ထားခြင်းဖြစ်တယ်ကျွန်တော်ရဲ့ဤပညာအရာခံမှန်းသုံးသပ်ချက်ဖြစ်တယ်ဤပညာအရာခံမှန်းသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ lot site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝင်လုပ်ဖို့တော့အကြံပြုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကဤပညာအရာသုံးသပ်ပြီးပြီဆိုရင် တော့တရင်ပိုင်းရသုံးသပ်ပေးသွားမှာဖြစ်တယ်။ဒါကြောင့်တစ်ချက်လောက်ကြည့်ကြရအောင်။တရင်ပိုင်းရဆိုလို့ရှိရင်တော့ဒီနေ့အတွက်ကတရင်တွေကထွက်ဖို့ရှိလာတရင်တွေထွက်ဖို့ရှိပါတယ်ဒီမလေးဆိုအရဆိုလို့ရှိရင်ဒါကဒါကတော့မနေ့အစောပိုင်းကထွက်ရှိသွားတယ် US နိုင်ငံရဲ့ဗဟိုဘဏ်ဒုံလုံးတရင်တွေပဲဖြစ်သွားတာဖြစ်တယ်ဒါကထွက်သွားပြီးတဲ့တရင်တွေဒါကတရင်ထွက်သွားပြီးပါပြီဒါ intra rate decision တွေပါဟုတ်ပြီဒီညထွက်မဲ့တရင်ကတော့ဒီမှာတရင်နှစ်ခုရှိပါတယ်တရင်နှစ်ခုကဘယ်အချိန်တွေထွက်ရှိသွားမလဲဆိုလို့ရှိရင်တရင်နှစ်ခုကဘယ်အချိန်မှာထွက်ရှိသွားမလဲဆိုလို့ရှိရင်မြန်မာစံတော်ချိန်ညာ 笛。 9နာရီမှာထွက်ရှိသွားမှာဖြစ်တယ်9နာရီမှာထွက်ရှိမဲ့တည်င်းကတော့ဒါ GDP တည်င်းပဲဖြစ်တယ်ဒီတည်င်းတွေကတော့ကမ္ဘာရွှေဈေးပေါ်အလုတ်ခတ်တွေရှိလာနိုင်တယ်ဒါကြောင့်ဒီတည်င်းရဲ့ update တွေသိကျင်တာပဲဖြစ်စေကျွန်တော်ရဲ့ဒီကမ္ဘာရွှေဈေးကွက်ရဲ့ update တွေသိကျင်တာပဲဖြစ်စေကျွန်တော် Telegram free channel ကို join ထားပေးဖို့တော့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့မှာ active ရှိပါတယ်ဒါကြောင့်မို့ပါအကယ်လို့ဒါနီးပညာပိုင်းကအသုံးသက်ချက်တွေမရှင်းတာပဲဖြစ်စေကျွန်တော်တို့ဒီအရှိပိုင်းမှာပြောသွားတယ်တည်င်းအချက်အလက်တွေရောနီးပညာအချက်အလက်တွေရောမရှင်းတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာ live ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးများတင်ရှိပါရစေ။